ဟယ်လိုဟယ်လိုဒီမှာပြည်နှန်းသူလေးကိုစာပြနေနေလက်မနီးចောင်းလေးကို share လုပ်ပေးလိုက်ပါတယ်လက်မနီးရကြတော့လေအခေါ်ဝော်လေးတွေကိုနားမလည်ရင်မျက်စိလဲတတ်တယ်ပေါ့เนาะအဲ့ဒါကြောင့်မို့ဒီမှာအခေါ်ဝော်လေးတွေကိုအမဒီမှာပေဒံလေးနဲ့အရင်ဆုံးရှင်းပြမယ်ဒါကလက်ပေ လက်မပေတံလေးပေါ့နော်တလက်မမှာအရင်ဆုံးဒီမှာ၈စိတ်ရှိတယ်အဲ့ဒါလေးကိုမပေတံလေးနဲ့အသေးစိတ်ဆွဲလိုက်တယ်ပေါ့နော်ဆွဲပြီးတော့ဒီမှာလေးစိတ်မြောက်ကြတော့အမမြင့်မြင့်လေးဆွဲလိုက်တယ်လိုင်းကိုနော်သူကကြလက်မဝက်ဖြစ်သွားပြီနော်ဟိုလက်မဝက်ခွန်ရင်လည်းကိုကသိရမယ်လေးစိတ်လို့ခွန်ရင်လည်းသိရမယ်နော်အဲ့ကြောင့်ဒီဟာလေးကိုအသေးစိတ်ပြောပြတာဖြစ်ပါတယ်နော်ပြီးတော့ဒီမှာ တလမမှာဘယ်နှစိတ်ရှိလဲဆိုတော့၈စိတ်ရှိပါတယ်เนาะအဲ1/8ဆိုတာကကြတော့၈ပုံပုံကိုဆိုလိုတာဖြစ်ပါတယ်เนาะ3ပုံ4ပုံဆိုတာကကြတော့လေဒီ၈စိတ်ကိုသူက4ပုံပုံလား เนาะလေးပုံပုံလေးအဲ့တော့နှစ်စိတ်ကကြတော့တဘုံမှာနှစ်စိတ်ရတယ်ကွာအဲ့ဒါကိုအဲသုံးပုံဆိုတော့သူက6စိတ်ပေါ့เนาะအဲ့လိုမျိုးလေးကိုကနားလဲထားရမယ်เนาะ3 by 4ဆိုရင်6စိတ်1 by 2ဆိုလို့ရှိရင်4စိတ်เนาะအဲ0.2ဆိုရင်2စိတ်เนาะ4စိတ်ကိုကြတော့လက်မဝက်လို့လဲခေါ်တယ်เนาะအဲ့လိုမျိုးခေါ်ဝါလေးတွေကိုသိထားဖို့လိုတယ်เนาะအဲ6စိတ်တွေပါလေးကြတော့လေအဲ့လို3 by 4လို့ရေးတာများတယ်ပေါ့เนาะအဲ့ဒါကြောင့်မသိမှဆိုလို့အဲ့လိုမျိုးလေးတွေကိုသိအသိထားစေချင်လို့ပေါ့เนาะဒီမှာ detail ရှင်းပြတာပါတင်တန်းသူလေးကိုရှင်းပြ နေနေမှာဒီမှာနှုတ်လေးထုတ်လိုက်တာဗောနော်အဲဒါဆိုရင်အခေါ်ဘော်လေးတွေကိုနားလဲသွားအောင်ဗောနော်ဒီလိုမျိုးလေးတွေဒီအသေးစိတ်ကလေးတွေကိုတည်ထားဖို့လိုအပ်ပါတယ်နော်